ဘရီဂါမြခုံးမွေးပေါ်မှာဈေးညံလျှောက်တဲ့အလိန်ညာပြင်းအလီယိုနာရိုရဲ့အဘီဂနီဂျူနီယာဇလန် Catch me if you can မှတ်မိကြမယ်ထင်ပါ रे အခုဒီဇလန်လေးကလေအဲ့လိုပဲဖြစ်ရမောင်အခြေခံပြီးတော့လူလိန်ဇလန်ကိုစီဝီနဲ့တဝိုင်းကြည့်ရှုရမှာဖြစ်ပါ रे အမေရိကန်ပြန်ခဏနေပါအိန္ဒိယမှာလည်းအဲ့လိုတနိုင်ငံလုံးဂျင်းထည့်ပြီးတော့လိန်စားခဲ့တဲ့420ပြည်နေရှိပါ रे ဘဝမှာအမေဆုံးကိုခုံတက်ချင်စုံစားရတယ်တဲ့ပစံဆိုတာကရှာပြူရအောင်လှုပ်ရတဲ့အရာပါတဲ့ ဒါဒီထဲကအဓိကဆက်ဆောင် CIA အဒူတေကြီးကပြောတာပါ။သူက2003ခုနှစ်မှာဒစိကောင်းတွေကိုအတုလို့ပတ်စပို့တွေအတုလို့ပြီးတော့နေရအသီးသီးလူအသီးသီးယာရုအစင်းစင်းကိုဂျင်းမောင်းလို့ကျွေးပြီးတော့တနိုင်ငံလုံးရဲ့ဘန်နာငွေကိုဖျက်ဆားလက်စားကရုံးပေါ်ထိတ်ကွက်ခဲ့တာပါ။သူကခါနာဘူကယထာတွေးလေးပေါ်မှာစီးဝိုင်းဘွေယူတတိယောင်းစားရာကနေပြီးတော့ကိုဘွားကြီးကိုမခံကျင်စိတ်အပြည့်နဲ့စီးဝိုင်းပညာကိုလက်တွေအသုံးချလိုက်တာဝင်းကြီးမှမကြမ်းအောက်ခြေလက်သားကအဆုံးအကုန်လုံးပါပဲ သူ့ရဲ့ဒေါ်ဂီနဲ့အကုန်လုံးအချုပ်ခံရတယ်။ယူပြီးကိုးရီနဲ့ချီပြီးနိုင်ငံဗန်နာနေပြီးတော့ထိုင်ဖို့မအောင်ဘူး။အဲ့လိုဆရာသမားရဲ့ညံသွားပုံကိုပြိတ္တအားလုံးလိန်စားမယ်ဆိုလို့ရှိရင်ပညာလေးယူ420မလုပ်ချင်တဲ့ကိုကြီးထက်မခံရအောင်ကြည့်ကိုကြည့်ရမယ်စီဝီလေးဆိုတာလက်တူပြီးနဲ့တိဆက်ပေးလိုက်ရပါတယ်။ကဲအဲ့တော့ကျွန်တော်တို့ဇလန်းလေးကိုစားလိုက်ရအောင်ပါ။ 2003ခုနှစ်ရဲ့ဒီဇင်ဘာလ1ရက်နေ့မှာအဗ်ဒူဘိုင်ဆိုတဲ့လူကဆေးရုံတစ်ခုပေါ်မှာအိမ်မွေအချခံထားပါရီအဗ်ဒူဘိုင်ကအိမ်မက်တွေကိုလက်တွေ့ဘဝထက်တန်မှုရှိရဲလို့ထင်ထားပဲဖြစ်ပါရီဒီဇလန်ကတော့အဗ်ဒူဘိုင်ရဲ့တပွားလုံးစာအိမ်မက်တွေပဲဖြစ်ပါရီအဗ်ဒူဘိုင်ဟာလက်ရှိအချိန်မှာအိမ်မွေချခံထားပြီးစစ်စင်းမေးမြန်းခံရရပါရီစစ်စေးသူတွေကအဗ်ဒူဘိုင်နဲ့ပတ်သက်တဲ့နိုင်ငံရေးသမားတွေရဲ့နာမည်တွေကိုမေးပါရီအဗ်ဒူဘိုင်ဟာသူနဲ့ပတ်သက်တဲ့နိုင်ငံရေးသမားတွေအများကြီးရှိပေမဲ့သူ့မှာပြောပိုင်ခွင့်မရှိဘူးလို့ပြောပါရီ အဲနောက်မှာအဒူဘိုင်ကနိုင်ငံသမားတွေရဲ့ဒေါက်တိုင်တွေကဇီးပွားရေးသမားတွေပဲဆိုပြီးအစချီကပြောပြပါပြီအဒူဘိုင်ကခါနာဘူးရွာသားဖြစ်ပြီး1982ခုနှစ်ရဲ့ယထာတစည်းပေါ်မှာအဝါဇွမ်းရွှင်ရွှင်နဲ့ချင်းနီယပါလာတဲ့တတိယကိုရောင်းချပြီးအသက်ဆက်နေရသူဖြစ်ပါရီသူ့ရဲ့ပြောပုံဆိုပေါက်ဇီးရောင်းချနေတဲ့ပုံစံကိုခီးသွွားရီကသဘောကျကြပါရီဝေသူမျိုးစုံကိုအစင်ပြေအောင်ဆက်ဆံရောင်းချနိုင်တဲ့သူ့ကိုရှာကာပိုင်ဆိုတဲ့လူတယောက်ကချက်လုံနေပါရီ ရှာကပိုင်ဟာအဒူပိုင်စီကတည်တည်အနေငယ်ဝယ်ပြီးတော့ဘေးမြတ်မိတ်ဆက်ပါရီအဒူပိုင်ဟာသူကမြန်မာနိုင်ငံပညာရေးစနစ်နဲ့တူတဲ့အိန္ဒိယနိုင်ငံရဲ့ BA ဘွဲရအလုပ်လက်မဲ့တယောက်ဖြစ်ကြောင်းလည်းပြောလိုက်ပါရီအဒူပိုင်ကဘွဲလက်မဲ့မိတ်တူနဲ့တကွာထောက်ကန်စာမိတ်တူတွေကိုထုတ်ပြပါရီရှာကပိုင်ကခါနာပူနာမှာအချိန်ဖြုံးနေပေမုံမိုင်းကိုလာခဲ့ဖို့ဖိတ်ခေါ်ကလိမ့်စာလည်းပေးခဲ့ပါရီညနေခင်းမှာတော့အဒူပိုင်ဟာယထာဘောကခုံစင်းပြီးရှာကပိုင်ပေးထားတဲ့လိမ့်စာကိုကြည့်ကအိမ်ပြန်လာခဲ့ပါရီ င်ဝင်ပြန်လာတဲ့လမ်းမှာဖနက်ပြတ်သွားအောင်မလို့အဒူပိုင်းကသဲကျူကိုပြန်တက်နေရပါတယ်။အဲဒီအချိန်မှာမင်္ဂလာဆောင်တစ်ခုမှာသူ့ရဲ့အိမ်နီးချင်းဖြစ်သူနာမကြီးကိုတွေ့လိုက်ရပါတယ်။နာမကြီးကလူရီစားသွားတဲ့ဒံပေါက်ပကံလေးကအကျဉ်းကျန်တွေကိုအိုးတစ်ခုတည်းကိုစူပေါင်းထည့်နေတာတွေ့လိုက်ရပါတယ်။အင်ဝင်ပြောင်းတော့အိုးလေးနဲ့ညီမဖြစ်သူကစီးကျုံနှုတ်ဆက်ပါတယ်။အဒူပိုင်ကညမဖြစ်သူစီကိုအမျက်ငွေအနေငယ်ပေးပြီးတော့ညစာကိုပြင်ဆင်စီပါရီ။သူကဦးလေးဖြစ်သူကိုဘုံမေးမှာအလုရလာရဲ့အကြောင်းပြောပြပါရီ ဦးလေးကဘုံမေးဆိုတာဟာသူတို့လိုလူတွေအတွက်လမ်းပျောက်သွားနိုင်ကြောင်သတိပေးပါရီခါနာပူနာမှာပဲနည်းနည်းထက်ပြီးတော့ကြိုးစားရင်အလုတ်ကောင်းကောင်းနဲ့ကောင်းမလေးချောချောလေးရနိုင်ကြောင်အာဘီစကားပြောပါရီဆက်ပြီးတော့သူ့ရဲ့တူဖြစ်တဲ့စလင်းပိုင်ကိုလည်းအလုတ်လုတ်သိနေပြီဖြစ်ကြောင်ဆုံးမပါရီအဒူပိုင်ကအင်ဝင်ပြောင်းရတဲ့အခါမှာသူ့ရဲ့ဖက်နဲ့အပြက်ကလေးကိုထောင်ကြည့်နေပါရီအဲ့ဒီအချိန်မှာအိန်းဒီချင်းဖြစ်တဲ့နာမကြီးကအဒူပိုင်ရဲ့မိခင်စီကိုဓာတ်ပေါက်တပွဲလာပို့ပါရီမိခင်ကလည်းအာရဝမ်းသာနဲ့ဓာတ်ပေါက်တပွဲကိုပြင်ဆင်ကအဒူပိုင်ကိုကျွေးမွေးလိုက်ပါရီ ံပေါက်ပွဲကိုတူတူစိုက်ကြည့်နေတဲ့အဒူပိုင်းကိုဒံပေါက်စားဖို့တိုက်တွန်းပါရီဒီနေ့ကနာမကြီးရဲ့အမျိုးမင်္ဂလာဆောင်ရှိတာကြောင့်မလို့ပုံနေရဲ့ဒံပေါက်တွေကိုပဝင်းချင်းမှဝေးနေရလို့မိခင်ကထင်နေရပဲဖြစ်ပါရီအဒူပိုင်းဟာသူတို့ဘဝရဲ့အကောင်းဆုံးအရာကအဲ့ဒီစားစရာအကျွင်းကျန်နေလားလို့မိခင်ရဲ့အရှိမရေရွတ်လိုက်ပါရီအဒူပိုင်းကဒီအရှိတရားကိုလက်မခံချင်တာကြောင့်ဘုံမေကိုသွားဖို့ဆုံးဖြတ်နေရလို့မိခင်ကထင်နေရပါအဒူပိုင်းကလည်းဘူတောင်မှာထိုင်ပြီးဖုံးမှုရှင်တော့တာကြောင့်မလို့ဘုံမေကိုသွားဖို့ပြင်ဆင်ပါရီ အဒူပိုင်ရဲ့ဝင်ငွေနဲ့ရက်တည်နေတဲ့မိခင်ဖြစ်သူကတော့တခုခုစိုးရိမ်နေပါ ರಿ ညီဖြစ်သူစလင်းပိုင်ကတော့ဓာတ်ပေါက်ကိုစားရမလို့လို့မစားမလို့လို့ဖြစ်နေပါ ರಿ အဒူပိုင်ကသူ့ဘုံမေကိုမသွားရင်လေအိမ်တွင်းကြီးမှာတင်းငိမ်မနေချောင်းနဲ့အိမ်လူတော်မှာခေါ်လို့မရတဲ့နေရာလို့ပြောကခါနာပူရာကိုစွန့်ခွာခဲ့ပါ ರಿ အဲ့လိုနဲ့အဒူပိုင်တယောက်ဟာဘုံမေကိုအခြေချလာခဲ့ပါပြီဘုံမေကိုအဒူပိုင်ရောက်တဲ့အခါမှာတော့ဘုံမေမျိုးကိုအရေးကြိုးနိုင်ခဲ့ပြီးဘုံမေရလည်းမကြခင်သူနဲ့တသားရင်းဖြစ်သွားပါ ರಿ ဘုံမေမျိုးရဲ့လေကောင်းလေတန့်နေရာလေအဒူပိုင်ရဲ့နှာခေါင်းမှာမှော်ဆန်းတဲ့အနက်နေရနေပါ ರಿ အဒူဘိုင်ဟာအိတ်ကပ်ဗလာဖနက်ပြက်နဲ့ဘုံဘေးမြေကိုဖိနှင်းချလိုက်ပါရီအဒူဘိုင်ဟာရှာကာဘိုင်ပိုင်ဆိုင်ရာမော်ဇန်မာစီဂက်စ်ဟောက်စီကိုတွားပြီးတော့ရှာကာဘိုင်ကိုနှုတ်ဆက်လိုက်ပါရီလူကဲခတ်တော်ပြီးမှတ်ညံကောင်းတဲ့ရှာကာဘိုင်ကလည်းအဒူဘိုင်ကိုတန်းပြီးတော့အလုတ်ခံလိုက်ပါရီအဒူဘိုင်ကလည်းဂက်စ်ဟောက်ရဲ့အခြေအနေကိုလေ့လာကြည့်တဲ့အခါမှာတော့ဧည့်သည်ဒီအဝင်ထွက်နေပြီး၆ကတ်နေမှန်းသိလိုက်ရပါရီအဲလိုနဲ့အဒူဘိုင်ကဂက်စ်ဟောက်ရဲ့စိန်ခေါ်မှုကိုလက်ခံကလိမ့်စာကတ်တွေကိုယူပြီး တက်ဆီ driver တွေစတိုးဆိုင်တွေမုဆိုင်တွေတုတ်တုတ်မောင်းတဲ့သူတွေကိုလိုက်လံဝင်ငှားလိုက်ပါတယ်အဲ့တဲ့တွေကိုခေါ်လာပေးတဲ့တက်ဆီ driver တွေကိုတော့900ခိုင်နှုန်းကော်မရှင်ပေးပါတယ်ဒီလိုနဲ့ရှာကာပိုင်ရဲ့ gas ဆောက်ကတနေ့အတွင်းမှာဝင်ငွေ၄ဆထိုးတက်လာပါတယ်အဒူပိုင်းရာရုနဲ့လာဆာကလည်း၄ဆထိုးသွားရာကနေပြီးတော့နေ့စဉ်နေ့တိုင်းအခန်းပြည်နေတဲ့ gas ဆောက်တစ်ခုဖြစ်လာခဲ့ပါပြီအဒူပိုင်းကဒီမှာရှေ့ဆက်နေလို့သာဒီလောက်ပဲဖြစ်နေရဖြစ်ပြီးတော့တခြားတနေရာမှာသူဟာဒီတက်ပို့ပြီးတော့လုံနိုင်နေလို့ရင်းနှီးတဲ့တက်ဆီသမားတယောက်ကိုပြောပါတယ် ဘဝမှာကြီးကျယ်မြင့်မြတ်ဖို့ကကံဉဏ်ဝရိယသုံးမျိုးစလုံးစုံမသာဖြစ်နိုင်တာပဲဖြစ်ပါရည်။ဒီမှာတော့အဒူပိုင်အတွက်ကန်စားတာကြီးကြီးမားမားတစ်ခုကသူ့ရဲ့ဘဝတွေကိုနာဗီဇာဆိုတဲ့မျိုးမီးတယောက်ဝင်ရောက်လာခဲ့တာပါ။နာဗီဇာနဲ့အဒူပိုင်တို့ဟာမြင်မြင်ချင်းမှပဲနှစ်သက်ခဲ့ကြပါရည်။အဒူပိုင်ဟာဒီရွယ်ထိသူရှာဖွေနေခဲ့ရတဲ့ဘာမျူလာတရီကောင်ကိုတွေ့ရှိသွားတယ်လို့ခန်စားရတာပဲဖြစ်ပါရည်။နာဗီဇာကလည်းအဒူပိုင်လိုရုပ်ဆိုးငမွေးတယောက်စီကအလားတရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီးတော့ကြွေကြလာတာပဲဖြစ်ပါရည်။ အဒူဘိုင်းလိုအပ်ချက်တွေအဒူဘိုင်းစီးဖို့စိုက်ကွက်တီဖက်နက်တရံကိုလည်းနာဖီစာကဝယ်ပြီးခဲ့ပါရီလိုနေပဲအဒူဘိုင်းနဲ့နာဖီစာတို့ကနဂိုရူနှွဲပြော်ကြီးရတဲ့လက်ထက်မင်္ဂလာပွဲတပွဲကို1983ခုနှစ်မှာကျင်းပလိုက်ပါရီအဒူဘိုင်းအတူရဲ့အိမ်မက်အတိုင်း gas မြို့ကိုထွက်ပြီးတော့ခနရီတီတီမယေမနာအလုပ်လုပ်ခဲ့ပါရီအဒူဘိုင်းဟာပေးဆက်ခဲ့ရတဲ့ငင်းချမ်းမှုတွေကိုရရှိလာတဲ့ငွေကြေးနဲ့ပြန်လည်ဖာတီးဖို့1992ခုနှစ်မှာဘုံမီကိုပြန်လာခဲ့ပါရီဘုံမီကိုပြောင်းတဲ့အခါမှာအဒူဘိုင်းကအလုပ်ရဖို့ခက်ခဲနေတဲ့သူတွေကို ကောလိပ်အောင်လက်မနဲ့ဘွဲလက်မအတုတွေလုတ်ပေးခဲ့တဲ့အလုတ်ကိုလုတ်ကင်ခဲ့ပါရီအဲလူတွေကလည်းအတူပိုင်းထုတ်ပေးခဲ့တဲ့ဘွဲလက်မအတုနဲ့တခြားမျိုးကြီးတွေမှာဝင်ရောက်လုတ်ကင်နေကြပြီပဲဖြစ်ပါရီအတူပိုင်းကတချို့သောမိကုန်းတွေအတွက်အင်တာဗျူးခံရလွယ်အောင်လို့လေသူတို့ကိုနှုတ်တိုက်တင်ပေးပါရီပြောရမယ့်နမေတွေအသက်တွေတက်ခိတဲ့ကြောင်းတွေရခဲ့တဲ့လက်မတွေတင်ခဲ့ကြတဲ့စာရီအကြောင်းကိုလေဟာကွက်မရှိအောင်ဖောက်တွေတွေကိုနှုတ်တိုက်ရတဲ့အထိတင်ပေးပါရီအတူပိုင်းကဒီလိုနဲ့သူ့ရဲ့ဖောက်တွေတယောက်နဲ့စကားပြောနေတော့မှဌာနပိုင်းစကန်ကအင်စပါတာဒုံဘီကရောက်လာပြီးစစ်ဆေးပါရီ ။ဒုံဝီကအတူပိုင်းကိုညီလေးခဏလိုက်ခဲ့ပါလို့ပြောပြီးတော့ရဲစခန်းကိုခေါ်သွားခဲ့ပါရီ။ရဲစခန်းရောက်တဲ့အခါမှာတော့ဒုံဝီကလူတယောက်ရဲ့ဓာတ်ပုံကိုပြပြီးတော့တိမတိစစ်စစ်မေးမြန်းပါရီ။အတူပိုင်းကမသိကြောင်ညင်းဆန်တဲ့အခါမှာအတူပိုင်းကိုပါတစ်ချက်ရိုက်လိုက်ပါရီ။အဲတော့မှအတူပိုင်းကတိကြောင်ဝင်ခံပါရီ။ဒုံဝီကအဲလူကအတူပိုင်းနဲ့အတူတူငွေတူးလုပ်တဲ့လူဖြစ်တယ်လို့ဆဆွဲပြောဆိုပါရီ။အဲနော်အတူပိုင်းကိုအကျုပ်တဲ့ကိုထဲဖို့လို့တော့အဒူပိုင်ကသူဟာဒီကိစ္စနဲ့မပတ်သက်ဖေး တာဂါတို့ဂက်တို့လိုမျိုးတွေကိုအလုတ်သွားရောက်လောက်ကင်ဂျင်းသူတွေအတွက်ကူညီပေးုံတက်တတာလှုပ်ဆောင်နေတာဖြစ်တယ်လို့ညင်းဆန်ပါရီအဒူဘိုင်ကသူတို့ရဲ့ဘဝတစ်ခုကိုရအောင်ရှာဖွေပေးတာပါလို့ပြောတဲ့ခါမှာရောဘင်ဟုလားလို့အဒူဘိုင်ကိုမေးလိုက်ပါရီဒုံမီကအင်္ဂလိပ်လိုပြောတတ်တာနဲ့လှုပ်ပေးကြီးဆိုရင်အင်္ဂလိပ်လူမျိုးတွေကတယောက်မှအပြစ်သားမဖြစ်နိုင်တော့ဘူးလို့ပြောကအဒူဘိုင်ကိုချုပ်တဲထည့်လိုက်ပါရီအဒူဘိုင်ကချုပ်ခန်းထဲမှာကောင်ရှေဆိုတဲ့လူတယောက်နဲ့ခင်းမင်းရင်းနှီးသွားပါရီကောင်ရှေကအဒူဘိုင်ကိုမုတ်ခုချွေးတဲ့ခါမှာအဒူဘိုင်က အိမ်ရောက်မှစားမယ်လို့ပြောတာကြောင့်မလို့ခဏနေအိမ်မြန်ရမှလို့ထင်နေရလားဆိုပြီးတော့အချုပ်သားအားလုံးကဝိုင်းကြီးလိုက်ကြပါရီဆက်ပြီးတော့ဒီနေရာနဲ့ဘာကလက်တွေဘာကွာတယ်လဲဆိုရင်ဒီနေရာကတခါရောက်ပြီးရင်ပြန်မလာခြင်းပဲခဏခဏပြန်လာရတတ်တယ်လို့ပြောပါရီမကြခင်မှာပဲရှာကာပိုင်ကရောက်လာပြီးတော့အပ်တူပိုင်ကိုအာမခန်နဲ့လာရောက်ခေါ်ဆောင်ခဲ့ပါရီအင်စပါတာဒုံမီကတော့အတူပိုင်နဲ့ညီဖြစ်သူစလင်းပိုင်ဟာကာဘူဒါဘာစီနဲ့ပတ်သက်နေရဖြစ်မယ်လို့ပြောပါရီ ကာဘူးဒါဘာစီဆိုတာကစာရွက်စာရန်အတုနဲ့လူတွေကိုနိုင်ငံခြားအောင်ပို့ပေးတဲ့အဖွဲ့ဖြစ်ကြောင်းဒုံမီယာရှာကာပိုင်ကိုပြောလိုက်ပါရီအဲဒီတော့မှရှာကာပိုင်ကအတုပိုင်ဟာပတ်စပို့ဝါစာအတုလုတ်ပေးနေသူလို့သိလိုက်ရပါရီတကယ်တမ်းစစ်ဆေးတဲ့ခါမှာအတုပိုင်က "तू ဟာပတ်စပို့လုတ်တဲ့သူတွေနဲ့ပတ်သက်မှုမရှိကြောင်းညှင်းဆန်တာကြောင့်ဒုံမီယာပားရိုက်ပြန်ပါရီကြာလာတော့အတုပိုင်ကိုတနာလာတဲ့ကာဘူးရှေကသူ့ရဲ့ပုံစံနဲ့ဒီလုတ်တွေကိုလုတ်ရင်ချက်ချင်းဖမ်းမိနိုင်တာကြောင့်မလို့ဒီကိစ္စတွေကအတုပိုင်နဲ့မပတ်သက်နိုင်ကြောင်းဝင်ရောက်ဖြောင်းပြပါရီ ဒုံမီကတော့ဝင်မပြောဖို့တားရင်လည်းကာအူကာရှေကိုတစ်ချက်ရိုက်လိုက်ပြန်ပါလိမ့်ဒုံမီထွက်သွားတဲ့အခါမှာကာအူရှေကအလူပိုင်းကိုမိတ်ဆက်လိုက်ပါလိမ့်ကာအူရှေကကန်နေနေချင်းဆိုရင်လူတွေကဖင်ချချင်ကြတာသဘာဝမလို့အားမငယ်ဖို့ဘာညာပြောရင်းနဲ့ကာအူရှေနဲ့အလူပိုင်းတို့နှစ်ယောက်ဟာအချုပ်ခန်းထဲမှာအတော်လေးရင်းနှီးသွားကြပါလိမ့်ကာအူရှေကဒုံမီကလူသစ်ဖြစ်တာအကြောင်းမလို့သူ့ကိုဘာလို့ရိုက်တာလဲလို့ပြောပြီးတော့ဒုံမီကလူသစ်ဖြစ်တာအကြောင်းသာသူ့ကိုရိုက်လိုက်တာလို့လည်းပြောပြီးတော့သူ့ရဲ့ရှေ့နေဂေါနက်ကံမလီကအလူပိုင်းကိုလည်းထုတ်ပေးနိုင်လိမ့်မယ်လို့ပြောပါလိမ့်နောက်တနေ့မှာတော့ ကာရှာပိုင်ကအဒူပိုင်ကိုအာမခံနဲ့လာထုတ်ပေးပြီးဒုံမီကအဒူပိုင်ကိုရေစကန်ကခေါ်ရင်လာရမယ်လို့ပြောပါရီအဒူပိုင်ကနိုင်ငံသားကိုအိုးရောင်းအိမ်ရောင်းနဲ့လာခဲ့ကြတဲ့လူတွေကိုဘဝလေးတစ်ခုပေးခြင်းယုံနဲ့ဒီလိုတွေလုပ်ခဲ့တာလို့ရှာကာပိုင်ကိုရှင်းပြလိုက်ပါရီအဒူပိုင်ကသူ့ကိုရှေ့နေလိုက်ပေးမဲ့ရှေ့နေဂမ်ဘေနဲ့တွေ့ဆုံခဲ့ပါရီရှေ့နေဂမ်ဘေကိုအင်စပက်တာဒုံမီနဲ့ညှိရမယ်လို့အဒူပိုင်ကပြောပါရီအဒူပိုင်ကသူ့ရဲ့အကောင့်အပိတ်ခံထားတာကြောင့်မလို့ရှေ့နေရရဲကိုပါစန်းနဲ့ပေးလိုက်မယ်ဆိုရင်ဒီကိစ္စပြီးရယ်ဆိုပြီးတော့ညှိလာပါရီ ဆက်ပြီးတော့ကံမေကိုစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ကိုကိုကိုသဘောထားဖို့ပြောလိုက်ပါရီရင်းနဲ့လဝါရိုက်ပြီးတော့ကော်မရှင်ပေးစားလိုက်မယ်ဆိုလို့ရှိရင်အမှုတိုင်းနိုင်တဲ့ရှင်းနေဆိုပြီးတော့နမေကြီးသွားမှာဖြစ်တယ်လို့ပြောပါရီနောက်နေ့မှာတော့ကာအိုရှေကရောက်လာပြီးတော့ချင်းတော်အလကားရိုက်မပေးတဲ့ရှင်းနေကံမေကိုအမှုအလကားလိုက်ပေးအောင်နဲ့ရဲဘော်ပါပစံဆိုင်ပြီးအောင်ဘလို့လုပ်လိုက်တာလေဆိုတော့ကိုလာရောက်မေးမြန်းခဲ့ပါရီကောင်ရှေကအတူပိုင်ကိုသူနဲ့တူတူလက်တွဲလှုပ်ဖို့ဖိတ်ခေါ်လိုက်ပြီးသူ့ရဲ့အလုံယုံစီကိုခေါ်သွားလိုက်ပြီးအမိုက်ပုံနဲ့တူနေတဲ့သူ့ရဲ့ရုံငန်းကို အနာဂတ်ကအမိုက်ပုံထဲမှာရှိနေတာဖြစ်နိုင်တယ်လို့ချင်းမြောက်ပြောဆိုလိုက်ပါတယ်။ကောင်ရှေကရှေယာလုပ်ငန်းတွေအကြောင်းရှေယာစာချုပ်တွေအကြောင်းအတူပန်းအောင်ပြောပြပြီးသူဟာကုမ္ပဏီကနေပြီးတော့ဇယီးနဲ့ချိန်ထားသူဖြစ်ပါတယ်။ဇယီးတွေကကုမ္ပဏီစက်တိုကန်းထဲမှာဂျောင်းထိုးထားတဲ့ရှေယာလက်မှတ်အဟောင်းတွေကိုတိတ်ဆိတ်ထုတ်ယူကကောင်ရှေစီကိုဆက်သွယ်ပေးရကြပါတယ်။ရှေယာလက်မှတ်အယောင်းဝင်ဟာတစ်ဆောင်ကို၅ချိန်ထိအသုံးပြုခွင့်ရှိတာကြောင့်လွန်မြေရတော့မဲ့သုံးမိသားစာချုပ်အဟောင်းတွေကိုကောင်ရှေကရယူပါတယ်။အဲဒီနောက်အတူပန်းကိုစာချုပ်ပေါ်ကဒစိကောင်းတွေကိုပြသပါတယ်။ ဲ့ဒီတစိကောင်းတွေကတယူဘီကနေပြီးတော့တစဲယူဘီအထိတန်ကြီးရှိနေပြီးတော့ကောက်ရှဲယတနာတိုက်ကြီးဖြစ်နေရပဲဖြစ်ပါရီကောက်ရှဲကစာချုပ်ကိုရင်နွေးနဲ့ဓာရုပစ္စည်းအစီရိုနီနီကိုရောဆက်ကတစိကောင်းကကော်ရီကိုဓာတ်ပြန်အောင်လုပ်ပါရီရေဆုံနေတဲ့စာချုပ်ကိုအချောက်ခံကစာချုပ်၆သွားချိန်မှာတစိကောင်းတွေကိုအချောက်ခွာယူလိုက်ပါရီတစိကောင်းမှာထုံးထူထားတဲ့မင်းတွေကိုတော့တင်းနာလိုအရက်ပြန်ဓာရုဗေဒါစီတမျိုးနဲ့ရောပြီးတော့ဂုံးနဲ့ဆုပ်လိုက်တဲ့အခါမှာတော့တစိကောင်းကလုံးဝအသိချွတ်ချွတ်ဖြစ်သွားတယ်လို့ကောက်ရှဲကအတူပန်ကိုရှင်းပြပါရီ နောက်တစ်စင်းနေနေကတော့အဲ့ဒီစေကောင်းတွေကိုဘုံမီမြို့ဒေလာလမ်းမှာရှိတဲ့ Scott Share ရုံးကိုတွားပြီးတော့တဝက်စင်းနဲ့ပြန်ထုတ်ရတဲ့လုပ်ငန်းဖြစ်တယ်လို့အတူပိုင်းကိုရှင်းပြပါရည်။ဒါလို့သူကတလားကို1400လောက်ခိုင်းနေလို့လည်းပြောပါရည်။ကောင်ရှဲကဒီလုပ်ငန်းကိုဒီလိုနှစ်ဆတိုးနေတာကြောင့်မလို့အတူပိုင်းကိုအတူတူလက်တွဲဖို့အတွက်ခေါ်ခဲ့တာဖြစ်ပါရည်လို့ပြောပါရည်။ဒါပေမဲ့အဲ့ဒီနေမှာတစေကောင်းဝယ်ယူနေကြ customer ကမကြည်နှဘူးဆိုရင်တော့တခြားသူကိုဆက်သွယ်မေးလို့ပြောလိုက်တာကြောင့်အတူပိုင်းကတစေကောင်းတွေကိုပြန်ဆွဲယူလာပါရည်။ ကောင်ရှင်နဲ့အဒူပိုင်တို့ကသူတို့နဲ့အပြိုင်တစ်စီကောင်းတွင်းနေတဲ့အုပ်စုတစ်ခုရှိမှလည်းသိလိုက်ရပါတယ်။ကောင်ရှင်ကသူ့ရဲ့ဇီကော့ကိုလုသွားတဲ့သူနဲ့တိုက်ရိုက်ဖြေရှင်းခဲ့ပေမယ့်အာမတန်နာကြောင့်မလို့မန်ရှော့ခေးရပါတယ်။နောက်မှအဲ့ဒီဖွဲကအကောက်ခွန်ယုံဟောင်းစီကအရင်ဆုံးရောက်လာတဲ့တစ်စီကောင်းတွေကိုစရီးနဲ့လဝါချင်းရိုက်ကခိုးထုတ်ပါတယ်။တန်ရှင်းတော့လုံးဆရာမလို့တဲ့အသေးချက်ချက်တစ်စီကောင်းတွေကိုတဝော်စင်းနဲ့ပြန်သွင်းနေမှသိလိုက်ရပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာဘုံမေမြို့ဖော်ရက်ကအကောက်ခွန်ယုံအဟောင်းစီကိုချီတက်ပြီးတော့အဆက်အသွယ်ရလို့ရညာရှာဖွေကြပါတယ်။ ဒရုန်းနဲ့အပြိုင်ကာလာကတားဂိုင်းကလူတွေကရုံးဝင်တန်းတွေကိုတပတ်တခါလေးစင်းချိုင်းနဲ့ဒံပေါက်တွေလာဖို့ပါရီလေးစင်းချိုင်းရဲ့တကဲမှာတော့ပတ်စံနေပါပြီးတော့ရုံးဝင်တန်းတွေကအန်ဆွေးတွေမှာရှိတဲ့ဒစိကောင်းတွေထည့်ထားတဲ့ချိုင်းနဲ့လေးယူထားလိုက်ပါရီသူတို့တွေကတယောက်ဖြစ်တဲ့ဗီတာဗူကတော့လေးစင်းချိုင်းလည်းမရရှိဒံပေါက်လည်းမစားတာကိုအဒူပိုင်တို့ကတော့တရီထားမိလိုက်ပါရီညနေအလုံစင်းကြီးကိုရောက်တဲ့အခါမှာတော့ကောင်ရှင်နဲ့အဒူပိုင်တို့ကဗီတာဗူရဲ့နောက်ကိုလိုက်သွားကြပါရီဗီတာဗူကလည်းထိတ်လန့်ပြီးတော့အုတ်ခဲတစ်လုံးကိုကောက်ကင်ပြီး နေရီကယုံမာတွေ့ခဲ့တဲ့ကောင်လေးကဘာကြောင့်သူ့ရဲ့နောက်ကိုလိုက်လာတယ်လို့မေးပါတယ်။အတူပိုင်းတဲ့ကောင်အရှေကယုံမာမိသားဘူးဓာတ်ပေါက်မစားဘဲနဲ့ထိုင်နေရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မခံနိုင်တာကြောင့်မလို့လိုက်လာခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ဗီသားဘူးကင်ထားတဲ့အုတ်ခဲကိုချလိုက်ဖို့ပြောပြီးတော့သူတို့ကဗီသားဘူးစားနိုင်တဲ့လောက်ဓာတ်ပေါက်ကျွေးမဲ့သူတွေဖြစ်တယ်လို့ပြောပြပါတယ်။ဒါပေမဲ့သူတို့လိုချင်တာနဲ့လဲဖို့ပြောတော့အစားမဲမှာဗီသားဘူးကဓာတ်ပေါက်မစားခြင်းကြောင့်တင်းခံနေပြီးတော့နောက်ပိုင်းမှာပဲစိတ်သားနေလို့ပြောတာလက်ခံလိုက်ပါတယ်။အလိုပိုင်းကလေသူတို့လိုချင်တာဟာလေဒစိအသားလေးဒါဖြစ်တယ်လို့ပြန်ပြောပါတယ် နောက်တစ်နေ့မှာတော့ Vita Vua ချိန်ထားတဲ့ပန်းရံတွေကိုအထုပ်ကြီးဆွဲပြီးတော့ရောက်လာပါရီအလူပိုင်တို့ကထုတ်ယူစစ်ဆေးကြည့်တဲ့ခါမှာတော့ပြန်စီရမယ်တစည်းကောင်းနေပဲဖြစ်နေပါရီအဲဒီမှာ Vita Vua နဲ့အလူပိုင်တို့ကတော့ကစားဖြစ်နေကြတော့မှကာလာကတာဂိုင်းရလူတွေရောက်လာပြီးတော့သုံးယောက်စလုံးကိုမှတ်ပြီလားမှတ်ပြီလားလို့ပြောတာထိုးချိတ်ကြပါတော့တယ် Vita Vua တို့ယူလာတဲ့တစည်းကောင်းပါရီစာချုပ်အိတ်ကိုလည်းယူသွားကြပါရီစာချုပ်တွေကိုရွေးယူနေတဲ့ဂိုင်းသားတယောက်ကိုကြည့်ကအလူပိုင်ကအထိုးခံရရင်းနဲ့အကြံတစ်ခုရသွားပါရီအလူပိုင်ကကော်စီးနေတာကဝိုင်းကြီးကိုဖြည့်ရှင်းနိုင်မိမေး ခေါင်းမော်ကိုအမိုးမမိုးနိုင်ဘူးလို့ကာအူရှေကိုပြောပါရီသူ့ရဲ့အကြီးဆုံးအိမ်မက်ကခေါင်းမော်မှာအမိုးတစ်ခုရောက်လာဖို့ပဲဖြစ်တယ်လို့ဆက်ပြီးတော့ပြောပါရီညဘက်ရောက်တော့အိမ်မှာရှာကားစာချုပ်ကိုအဒူပိုင်ကတက်တေလက်မှတ်ထိုးပေးရပါရီစာချုပ်ကတမီလေးဇီယာ16နှစ်ပြည့်တဲ့နေ့မှာထိုးပေးရမှာဖြစ်ပြီးနာဗီစာကစာချုပ်ကိုမိကန်တက်တာထဲမှာတင်ထားလိုက်ပါရီနောက်တနေ့မှာတော့အဒူပိုင်ဟာဆင်းကိုရောက်နေတဲ့ဗီတာဗူစီကိုတွားရောက်ကတည်တည်နဲ့တောင်းပန်လိုက်ပါရီဗီတာဗူကစိတ်တူနေပြီးတော့အဒူပိုင်ကိုနှင်ထုတ်နေပါရီ ဗီလာဘူကမနေ့ကယူလာတဲ့စာချုပ်တွေဟာယူပြီး4000ထိရနိုင်တာကြောင့်မလို့စည်စနာနဲ့ယူလာခဲ့တာဖြစ်ပြီးတစိကောင်းထက်ငွေပိုရတဲ့စာချုပ်တွေကိုယူလာပေးတာဖြစ်တယ်လို့ပြောပါရီအဒူပိုင်ကကာလာကတားခိုင်းကအခွန်ယုံအဟောင်းနဲ့အဆက်အသွယ်ရှိပြီးဒိုင်ရမီယူပဲဘာကြောင့်ခိုးကြောင့်ခိုးဝက်ပဲတဲနေရလဲလို့မိပါရီဗီလာဘူကလည်းလုံုံကြီးကခွေးတော်မှဝင်လို့မရကြောင်းပြောပါရီအဲဒီနောက်တော့အဒူပိုင်ကကာအိုရှေကိုစာချုပ်တစ်ရွက်ထုတ်ပေးလိုက်ပြီးတော့ရှေ့ဆက်ရမယ့်အစီအစဉ်တွေကိုရှင်းပြနေပါရီ အဒူပိုင်ကသူငယ်စဉ်တုန်းကအင်းနှစ်ထက်ဒေဝါရီနေ့ကိုပို့ပြီးတော့ပြောခဲ့ကြအောင်အဲဒီမှာသူကြိုက်တဲ့မုံတွေကိုလူတွေအများကြီးကတယောက်တစ်စုံလေးသာစားခဲ့ရကြောင်းဒါမှမဟုတ်လေသူဟာချိန်နဲ့မိခဲ့ကြအောင်အခုလည်းပဲဒီသဘောတရားတိုင်းလှုပ်ဆောင်မှဖြစ်တယ်လို့ပြောပြပါရည်အခုစာရုပ်တွေကလည်းလူတိုင်းကနေရာတိုင်းကိစ္စတိုင်းမှာမဖြစ်မနေအသုံးပြုကြတယ်လို့လေအဒူပိုင်ကပြောပါရည်ဆက်ပြီးတော့အမြင့်ဆုံးကိုရောက်ဖို့စွန်စားရမယ်သူကပတ်စံရှာနေတာမဟုတ်ပဲပတ်စံကိုလှုပ်ယူမှလို့ပြောပါရည်အကယ်၍ပတ်စံရှာနေတယ်ဆိုရင် gas မှာပဲနေမှာပို့လို့ပြောရင်ဒီပိုင်းလေးကလည်းအဆုံးသက်သွားခဲ့ပါရည်ခင်ဗျာ ကဲတော့ကျွန်တော်တို့တွေပထမပိုင်းနဲ့ဒီအခုကျွန်တော်ပြောမယ့်အပိုင်းကိုဆက်ရမယ်ဆိုလို့ရှိရင်တော့1962ခုနှစ်အိန္ဒိယဝန်ကြီးချုပ်အသစ်နာရာဆင်းမဟာဂျိုကစက္ကန်လာပါတယ်။အိန္ဒိယရဲ့ဆိုရကယာယီညုံမောင်းအစိုးရကိုဖွဲ့စည်းလိုက်ကြတယ်ဆိုပေမဲ့လေဒီတိုင်းမြန်မာကစီးပွားရေးအကျက်ဒိန်းနဲ့ရင်ဆိုင်နေရတဲ့အခြေအနေတစ်ခုပါ။ဗန်နိုင်းဝန်ကြီးမန်နိုဟန်ကလည်းဒီအခက်အခဲကိုဖြေရှင်းဖို့သူကစူးစမ်းနေခဲ့ရတယ်။ပြီးတော့နိုင်ငံတကာရဲ့စီးပွားရေးလုပ်ငန်းရှင်တွေလည်းဖိတ်ခေါ်လိုက်ပါတယ်။အဲဒီကမှဘာရီပါလာတယ်ဆိုတော့တန်ကြီးလိုမျိုးအရသာခက်ရှက်ရှရှိတဲ့ ိုကာကိုလာလည်းအပါဝင်ဖြစ်လာခဲ့ပါတယ်။နိုင်ငံသားအလုံးကလည်းဒီရန်ဒီယားထဲမှာပါဝင်လာကြကြတယ်။1992ခုနှစ်ဘာဘရီမာစစ်ရဲ့ပြဿနာအပြီးမှာတော့ဆိုးဝါးလာတဲ့အထီးကရုံးမီးတောက်ကဘုံမရနေတဲ့ဆင့်လောင်ကျွမ်းလာပါတယ်။အဲ့ဒီရေကင်းမှာလူတွေမြောင်များသေဆုံးခဲ့ရပြီးတော့စီးပွားရေးသမားတွေအားလုံးဒီပါလဲအခက်ခဲနဲ့ရင်ဆိုင်ရတယ်။အဒူပိုင်ကလည်းအိန္ဒိယနေပြီးတော့အိမ်မြုံထွက်ဖို့မလွယ်ကူပဲဖြစ်နေခဲ့ပါသေးတယ်။အဲ့ဒီဖြစ်ဖြစ်ကြောင့်ပဲကာအိုရှင်တဲ့သူဟာဒစိကောင်းစာချုပ်တွေကိုခိုးယူဖို့အတွက်လွယ်ကူတဲ့အခြေအနေတစ်ခုဖြစ်လို့လာခဲ့ပါသေးတယ်။ နာရှင်မှာရှိတဲ့တရင်စာတိုက်ကသူတို့အတွက်ယတနာတိုက်ကြီးတစ်ခုဖြစ်လာခဲ့တယ်။တတိုင်းတစ်ပြည်လုံးအတုံးချတဲ့ဒဇေကောင်းစာချုပ်တွေကိုအဲ့ဒီတရင်စာတိုက်မှာပဲပုံနှိပ်တာပါ။စာရွက်တွေအားလုံးရဲ့တန်ဖိုးကတူညီမှုမရှိပဲသူ့တန်ဖိုးနဲ့သူချိန်တွေကြတာပဲဖြစ်ပါရည်။တချို့စာရွက်တွေကအရွက်ရည်တစ်ထောင်ကိုတန်ပေါင်းများစွာပေးရတဲ့အထိတန်မှုရှိပါရည်။အဲ့ဒီစာချုပ်တွေကိုလုံုံရေးတင်းကျပ်စွာနဲ့မဟာနာရှိတာဘူဒါစီကိုပို့ပါရည်။အဲ့ဒီကနေမီရောမလုံုံရေးတင်းကျပ်စွာနဲ့ယထာဘောကိုတင်ပြီးတော့ဝါဒီဘန္နာဘူဒါကိုပို့ပါရည်။ဝါဒီဘန္နာဘူဒါရောက်တဲ့အခါမှာတော့ ဘုံမီမျိုးရဲ့အကောက်ခွန်ယုံဌာနဟောင်းကနေပြီးတော့တနိုင်ငံလုံးကိုဖြန့်ချိပေးတာဖြစ်ပါတယ်အဲ့လိုမျိုးသူတို့ကအဆင်ဆင်လုပ်ကြတယ်အဒူပန်ကအဲ့ဒီဒဇေကောင်းစာချုပ်တွေကိုလမ်းအနေပြီးတော့ဖျက်ထုတ်ဖို့အတွက်ကာအိုရှေနဲ့တိုင်းပင်တာပါအစာပိုင်းမှာတော့ကာအိုရှေကလောင်ပြုံးနဲ့သာတုံ့ပြန်ခဲ့ရဆိုပေမဲ့အဒူပန်ကတေးသေးချာချာရှင်းပြအောင်လို့လက်ခံခဲ့ပါတယ်ကောင်ရှေကမြည်ထားရေးရဲ့ရှေ့မှာခိုးရမှာလားလို့မေးတော့အဒူပန်ကခိုးရမှာမဟုတ်ဘဲနဲ့မျက်လေပြပြီးတော့ဖြောက်ပြရမှာလို့ပြောပါရီ။ဝါရီဘန်ဘူတာမှာအထက်အရာရှိဟာစာချုပ်တက်တာတွေလုံခြုံမှုရှိမရှိစာအုပ်တို့စစ်ဆေးခိုင်းပါရီ အဒူဘိုင်းနဲ့ကာအိုရှေတို့ကဘူတာနားမှာရောင်းလေရောင်းလေလုပ်ဝင်နေတဲ့အခြေအနေကိုအကဲခတ်နေကြပါရီအဒူဘိုင်းဟာသူတို့ရဲ့ကိစ္စအောင်မြင်မှုအတွက်ယထာလုံညိုရေးစာရေးဒိုစီကိုချင်းကပ်ခဲ့ပါရီစာရေးဒိုကဟင်းသီးဟင်းရွက်နဲ့မီးသွေးဘာညာခိုးတာကလွယ်ကူပေမဲ့စာချုပ်ခိုးဖို့ကတော့မဖြစ်နိုင်ကြောင်းသတိပေးပါရီဈေးထဲမှာတွေ့ရတဲ့စာရေးဒိုကိုတပွားလုံးငါးမှုတွေမစားနိုင်ခြင်းရေးသူနဲ့လက်တွဲဖို့စာရေးဒိုကိုဖိတ်ခေါ်လိုက်ပါရီစာရေးဒိုကယထာရဲတွေချိတ်ပိတ်ထားတဲ့ဒစိမ့်တုံးကိစ္စကိုတာဝန်ယူလိုက်ပြီးအဒူဘိုင်းတို့ကပတ်စံပေးဖို့ကိစ္စကိုတာဝန်ယူလိုက်ပါရီ နောက်တစ်စီအနေနဲ့ဒစိတုံးလုတ်တဲ့နေရာကိုသွားကရုပ်ရှင်ရိုက်ဖို့အတွက်စာရုပ်ဒစိကောင်းအများကြီးလိုအပ်တယ်လို့လိန်ပြောလိုက်ကြပါရီအဒူပိုင်နဲ့ကာအူရှေကသူတို့လိုအပ်တဲ့ဒစိတုံးအတုကိုရယူနိုင်ခဲ့ကြပါရီလိုအပ်တဲ့စာချုပ်တွေကိုတော့သူတို့ကိုယ်တိုင်လိုသလောက်ရိုက်ထုတ်မယ်လို့ပြောတော့ရုပ်ရှင်သရေဖြစ်တဲ့ဒစိတုံးလုပ်ငန်းပိုင်ရှင်ကတန်တရားမဲ့စွာလက်ခံလိုက်ပါရီအဒူပိုင်ရဲ့အကြံကစာချုပ်တွေတွေကိုဒပုံစံနဲ့ဖြင်းအောင်ထုတ်ပေါ်ပြီးယထာဘောဟာစာချုပ်အစ်စ်တွေနဲ့လေးယူဖို့ပဲဖြစ်ပါရီအဒူပိုင်နဲ့ကာအူရှေကဒစိပြားတစ်ခုကိုလက်ကကင်ပြီးတော့ဒစိရိုက်ဖို့ပုံလေးဆက်ကိုရှာဖွေကြပြန်ပါရီ ဒုံယောက်ကမင်္ဂလာဖိတ်စာရိုက်တဲ့ပုံလေးဆက်တစ်ခုစီကိုတွားပြီးညာဘက်တစ်ဖက်ငှားရမ်းလိုက်ပါတယ်။ဘိုင်ရှင်ဘိုးကြီးကအစောပိုင်းမှာညင်းဆန်နေပါတယ်။နောက်ပိုင်းမှာတော့ပုံလေးဆက်ကလည်းပိတ်ရတော့မှဖြစ်နေရကြောင်းမလို့သူတို့ကနေကင်းဘက်မှာဖိတ်စာရိုက်ပြီးတော့ညာဘက်မှာငှားရမ်းဖို့သဘောတူလိုက်ကြပါတယ်။အဲလိုနဲ့ပဲအတူပိုင်တို့ကအစ်စ်နဲ့ခွဲမရအောင်တူတဲ့ဒစိကောင်းစာချုပ်တွေကိုရရှိခဲ့ပါတယ်။ကောင်ရှဲကတော့အစ်စ်နဲ့ခွဲမရအောင်တူတဲ့စာချုပ်ဒစိကောင်းတွေရတော့မှဘာကြောင့်အပင်မခံပြီးတော့ခိုးနေမှလဲလို့မေးပါတယ်။အတူပိုင်ကအတူတွေကိုတန်းရောင်းရင်အဖမ်းခံရနိုင်တယ်လို့ပြောပါတယ်။ အခုနေလန်းကရေဦးကန်ထဲမှာရှူးရှူးပေါက်ချသလိုရှူးရှူးတဲ့ရေနဲ့ရောသွားပြီးတော့ဘယ်သူမှမသိနိုင်တာမျိုးဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်။ယထာဘဝတစေကောင်းစာချုပ်တွေဟာနိုင်ငံအနှံ့ကိုပြန်သွားပြီးအတူကတိရခိုင်တော့မှမရှိနိုင်တာကြောင့်မလို့တာဝန်ရှိသူတွေကမသိနိုင်သလိုရှာဖွေဖမ်းဆီးဖို့လည်းအချိန်ပေးနိုင်မှာမဟုတ်ကြောင်းအတူပိုင်းကရှင်းပြပါတယ်။သူတို့လုံနိုင်တာတစ်ခုကစာရွက်အတူတွေကိုတွေ့ရင်လွတ်ပြစ်ဖို့သာရှိတော့ကြောင်းအတူပိုင်းကပြောလိုက်ပါတယ်။ဒီတော့ပဲကာအိုရှေကအတူပိုင်းကိုချီးကျူးလက်ခံသွားပါတယ်။ အဒူဘိုင်တို့ဟာလက်နက်ရိက္ခာအစင်းသည့်စူဆောင်ပြီးစာချုပ်တစည်းကောင်းပို့မဲ့ရက်မှာလမ်းအနေဆောင်ပြီးယထာဘုံခိုးတက်ပါရီယထာကဝါရီတန်ပူရာနဲ့အစိုးရဝင်ကြားယထာအရှင်လျှော့ချိန်မှာယထာဘုံတို့ကရောက်လာကြပါရီအစီအစဉ်ရယထာအတွဲကိုဖွင့်ကတော့ရီကိုဖျက်ပြီးတော့စာချုပ်အစ်တည်းကိုယူပြီးတော့စာချုပ်တူတွေကိုပြန်ထည့်ပေးခဲ့ကတော့ပြန်ပိတ်လိုက်ပြီးတော့ဂျိတ်တစည်းရိုက်ပြီးတော့ယထာဘုံကပြန်ဆင်းလာကြမှာပါသူတို့အတွက်လှုပ်ရှားချိန်က6မိနစ်ရပြီးတော့ယထာအရှိန်ကလည်းအရာမယွင်းဆက်သွားနေမှာဖြစ်ပြီးတော့သူတို့ကလည်းသူတို့ရဲ့နေရာကိုပြန်ရောက်နေရမှာဖြစ်ပါတယ်။အဲဒီနောက်မှာ ဂျိတ်တစိတုံနဲ့တစိတုံငှားကကိုစာရိုက်တူလက်ထဲကိုအပ်လိုက်ချိန်မှာအစီအစဉ်အားလုံးအောင်မြင်ပြီပဲဖြစ်ပါရဲ့စာရိုက်တူကဒါပဲလာလို့မေးတော့ကောက်ရှေကလောလောဆယ်တော့မြေပဲနဲ့ဆန်နဲ့ပဲမြီးထားနေမှုပြောပြီးတော့နောက်မှပဲစားပွဲစီစဉ်ပေးမယ်လို့ပြောလိုက်ပါရဲ့နောက်တနေ့မှာတော့သူတို့နှစ်ယောက်ကရှေ့နေကန်မင်းနဲ့တွားရောက်တွေ့ဆုံခဲ့ပြီးသူတို့ကစီးပွားရေးအသစ်တစ်ခုကိုစတင်နေပြီဖြစ်တယ်လို့ပြောပါရဲ့ကန်မင်းကဥပဒေကိုသာလက်တလုံးကြားလုံးလို့ရချင်ရမယ်သူ့တော့လိန်လို့မရအောင်တတိပေးပါရဲ့ အဒူဘိုင်တို့ကဒစိကောင်းစာချုပ်တန်းစီရလို့စိတ်ညစ်နေတဲ့ကံမေကိုဒစိကောင်းတွေလိုသလောက်ရောင်းချပေးရင်ကူညီဖို့ရောက်လာတာဖြစ်တယ်လို့ပြောပြပါရီကံမေကအတုတွေဖြစ်နေမှာပို့ပြီးတော့စိတ်ညစ်နေရမယ်လို့ပြောတာကြောင့်စာချုပ်ဒစိကောင်းတွေဝယ်ယူထားတဲ့သူတွေစီးရင်ကိုပြလိုက်ပါရီဒါပေမဲ့သူတို့ကကံမေစီမှာ၄-၅ရွက်သာရောင်းခဲ့ရပါရီကံမေလမ်းညွှန်မှုရာသူတို့ကစာချုပ်ဒစိကောင်းရောင်းဖို့အတွက်အစင်းမြင့်နာမည်ကြီးရှေ့နေတွေကိုလိုက်လံပြီးတော့ရှာဖွေရပါရီသူတို့ယောက်ဟာလူအောက်ကိုတိုးပြီးတော့စာချုပ်တွေကိုနှစ်ဆခိုးကဌာနဆိုင်ရာတွေမှာလိုက်လံရောင်းချခဲ့ပါရီ သူတို့ရဲ့ခက်ခဲကတော့ခြေတုံအောင်ရှောက်ပါမှတပတ်အတွင်းတစိကောင်းစာချုပ်အနည်းငယ်သာရောင်းချခဲ့ရပါတယ်။ဘေးတယောက်မှ၄-၅ခုထိပို့ပြီးတော့မဝယ်ပဲရှိခဲ့ကြပါတယ်။အဲဒါကြောင့်မလို့သူတို့ကတလောက်ကိုတစ်ချိန်သာခိုးဖို့အစီအစဉ်လိုက်ကြပါတယ်။တကယ်တကယ်တမ်းစာချုပ်ရောင်းလိုက်တဲ့အခါမှာတော့ဟိုဘေးဒီဘေးဟိုလျှော့ဒီလျှော့ဈေးတွေကြောင့်မလို့တယောက်ကို18,500လောက်သာရရှိကြပါတယ်။ဒီပမာဏကတစိကောင်းအဟောင်းတွေခွာရောင်းနေစရာထက်3,500သာပိုရတာကြောင့်မလို့ကောင်ရှေရပြောနေသလောက်အဓိပ္ပာယ်ကတော့မပြောနိုင်မရှိနေပါတယ်။ ။ညမှာတော့ကာအိုရှေကအဒူပိုင်ကိုကောင်မာလီရဲ့ကားပြတဲ့ကလပ်တစ်ခုစီကိုခေါ်သွားပါရီ။အဒူပိုင်ကဒီလိုနေရာတွေကို तू မကြိုက်ဘူးလို့ပြောပြင်မိ။အကမေလီတယောက်ကိုတွေ့တဲ့အခါမှာစိတ်ပြောင်းသွားပါတော့တယ်။အိမ်မြချင်းမှာတော့အဒူပိုင်ကဘိုက်အင်းလို့လမ်းလျှောက်ပြန်မယ်လို့ပြောပြီးတော့ကာအိုရှေကိုအရင်ဆုံးပြန်နှိစေပါရီ။သူကတော့ကလပ်နားမှာရည်တည်ရည်တည်နဲ့ကြံရင်ခဲ့ပြီးတော့ကလပ်ထက်ကိုပြန်ဝင်သွားပါရီ။နောက်တစ်နေ့ရှာကာပိုင်ရဲ့အိမ်မှာတမီလေးဇီယာရဲ့မွေးနေ့ကိုကျင်းပနေပါရီ။အဒူပိုင်မိခင်ကအိမ်အောင်ကြီးရောတာယာရဲ့လားလို့မိတာကြောင့်နာဖီစာကအဆင်ပြေကြောင်းပြန်ပြေးပါရီ။ ။ဇလင်းပိုင်ကအဒူပိုင်းစီမှာအလုတ်တူတူလှုပ်ခွင့်ရဖို့တောင်းတဲ့ခါမှာအဒူပိုင်ကမိခင်သားမှစောင်းလျှောက်ပေးနေခြင်းကသူ့ကိုကူညီတာပါပဲလို့ပြန်ဖြေပါရီ။အလုတ်ကိစ္စကိုနောက်မှပြောချမယ်လို့ပြောပြီးတော့အဒူပိုင်ကရှောင်းထွက်သွားပါရီ။နောက်တစ်နေ့မှာတော့အဒူပိုင်နဲ့ကာအူရှေတို့ကစာချုပ်အများကြီးဖြုံးပေးမယ်ဆိုတဲ့လူတစ်ယောက်စီကိုတွားရောက်တွေ့ဆုံကြပါရီ။အဲလိုကသူတို့စီကစာချုပ်တွေကိုအယောင်းဝယ်လိုင်းစင်ပါမှဝယ်နိုင်မယ်လို့ပြန်ပြောလိုက်ပါရီ။လိုင်းစင်မရှိတာကြောင့်ဝယ်သူကသူတို့ကိုကြားပွဲစားလို့ထင်သွားပါရီ။တို့ကလိုင်းစင်တွေအကံမေးတဲ့ရှားရောက်စီမှာတိုင်ပင်နေရပါပြီ အဲဒီလူကလိုင်စင်ရှောက်ဖို့အတွက်စာရွက်စာရင်းတွေပြင်ဆင်ပေးဖို့သဘောတူလိုက်ပါရီ။ကောင်ရှေကအဒူပိုင်ကိုညာရင်းဒီပါဘာကလက်စီကိုခေါ်သွားပါရီ။အရက်တော်မတောက်တဲ့အဒူပိုင်ကအေးတောက်ရင်နဲ့အစားစားကကောင်းမမှုပဲမျက်စီကိုသာ နေစဉ်မူရစေခဲ့ပါရီ။ဒီမှာတော့အဒူပိုင်ကတရက်ကို၄50ဆောင်းလောက်ရောင်းနေရုံနဲ့ကျင်းနှမှုမရှိပဲဖြစ်နေခဲ့ပါရီ။ကောင်ရှေကတော့တနေ့ကိုယူပြီးတထောင်ထောင်ငါလောက်ရောင်းနေရအောင်မလို့လုံလောက်နေရပဲဖြစ်ပါရီ။အဒူပိုင်ကတော့တနေ့ကိုယူပြီးတသိန်းပိုးလောက်ရောင်းချနိုင်ဖို့စူးစမ်းနေရပဲဖြစ်ပါရီ။ ကောင်းရှင်ကောက်လိုင်းစင်လို့ပို့စူးစားရင်လည်းရေးရင်လည်းပတ်သက်ရမှာကြောင်းလေးပါရီ။တညမှာတော့အဒူပိုင်းနဲ့ကောင်းရှင်လုံနေကြအလုတ်တိုင်းပဲစာချုပ်အတုတွေကိုရိုက်ထုတ်နေတဲ့အချိန်မှာရေကားတန်ကြားလိုက်ရပါရီ။ဒိုရီဟာတင်းလို့စားမကြမ်းအောင်တင်းစီပြီးချိန်မှာရေးရီယာဝင်ရောက်လာပါရီ။အဒူပိုင်းနဲ့ကောင်းရှင်ကဒီတစ်ခေါက်တော့သွားပြီလို့တွေးနေချိန်မှာပဲ။ရေးကအရက်ပုံးရောင်းနေရဲ့လို့သတင်းရတာကြောင့်မလို့လာရောက်ရှာဖွေမှန်းသိလိုက်ရတော့မှာပဲစိတ်သက်သာရသွားခဲ့ပါရီ။အဒူပိုင်းကတော့ရေးရီကိုကြောက်ပြီးတော့မကြာခဏအထိတ်လန့်ဖြစ်နေရတာကိုစိတ်ရှုပ်လာပါရီ။ တနေ့နေ့မှာအငိုက်မိပြီးတော့ပြဿနာရှိသွားနိုင်တယ်လို့တွေးမိပါရီအဲလိုနဲ့ပဲသူကရင်းနှီးတဲ့ဗလီတစ်ခုစီကိုတွားပြီးတော့ပြင်စင်စရိတ်လူတန်းဖို့နဲ့ဘာသာရေးကောင်းဆောင်ဗလီစရာကိုလည်းရင်းနဲ့လဝါးချင်းရိုက်ပေးဖို့ညှိနှိုင်းလိုက်ပါရီအလိုပိုင်းကရေးစကန်ကိုတခါသွားပြီးသူကဗလီပြင်စင်ဖို့ငွေလူတန်းစရာရှိကြောင်းပြောပါရီအဲဒီငွေကိုရေးရံမုံငွေတွေကတစ်ဆင့်လူတန်းပြီးနမေကောင်းယူပေးဖို့ညှိနှိုင်းလိုက်ပါရီနေမီဂန်မိုစလီနီနဲ့ဆက်ဆံရင်ထောက်နေတဲ့ရေးစကန်မှုကလည်းနေမီဂန်မိုစလီနီနဲ့အဆင်ပြေဖို့အတွက်အလိုပိုင်းအကြံကိုလက်ခံလိုက်ပါရီ ။အလူပွဲမှာတရင်တောက်တွေကလည်းရောက်လာကြပြီးတော့ဒေသခံမော့စလီနီနဲ့တူတူဗလီစီးယားအဒူပိုင်နဲ့စကန်မူတို့ကရှင်တွဲပြီးတော့ပြုံးပြုံးကြီးဓာတ်ပုံအရိုက်ခံလိုက်ကြပါရီ။ကောင်ရှေကတော့အရန်နေခြေလန်းခြေလုံးနဲ့အဒူပိုင်ကိုစိတ်အခက်မသင့်ဖြစ်လာပါရီ။အဒူပိုင်ကဒုံဘီနဲ့စကန်မူကိုပါကလပ်ထဲထိဆွဲခေါ်ပြီးတော့ရင်းနှီးမှုရယူလိုက်ပါရီ။ဒုံဘီကမူနေချိန်မှာအဒူပိုင်ကစာချုပ်ရောင်းချခွင့်လိုင်စင်ရရှိဖို့အကူအညီတောင်းပါရီ။ဒုံဘီကတော့ဒါလီများကွာရွေးကောက်ခံကိုယ်စားလှယ်2 currency ကိုတွားလိုက်လို့အကြံပေးပါရီ။သူ့ကိုအစာခွန့်လိုက်ရင် အဒူပိုင်ဖြစ်ချင်တာဖြစ်ရမယ်လို့ဒုံမီကအာမခံပါတယ်။သူမှသူကိုယ်တိုင်တီထောင်ထားတဲ့ NGO ဖွဲ့စည်းတစ်ခုရှိကြောင်းလေ။သူကဒီအချိန်တိရောက်လာဖို့လေ။အဲ့ဒီ NGO ဖွဲ့စည်းကိုတောက်တိုင်အဖြစ်ကင်ပြီးတော့ထားခဲ့ရတာဖြစ်တယ်ဆိုတာကိုလေဒုံမီရဲ့ပြောပြချက်အရသိလိုက်ရပါတယ်။အဲ့ဒီ NGO ဖွဲ့ကိုအလူငွေထည့်လိုက်မယ်ဆိုရင်လိုင်စင်လည်းရပြီဆိုတာကိုအဒူပိုင်ကသိလိုက်ရပါပြီ။နောက်တစ်ရက်မှာတော့အဒူပိုင်ဟာဒူကာရန်ရဲ့ NGO စီကိုရောက်သွားပြီးတော့အလူငွေကိစ္စစကားပြောချင်တာကြောင့်ဆက်သွယ်လိုက်ပါတယ်။ NGO ဖွဲ့ကလေ သူတို့ရဲ့အနည်းနာခံလှုပ်ဆောင်ချက်တွေအကြောင်းကြီးညာပါရီသူတို့ဟာဂျမ်းမာရေးတန်ရှင်ပညာရေးကအစအစအစရာဂယူဆိုင်လှုပ်ဆောင်ပြီးတော့အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်ထားကြောင်းသိလိုက်ရပါရီအဒူပိုင်ကသူတို့ NGO အဖွဲ့ကိုအယောင်းဝယ်လုပ်နေတယ်လို့ပဲလို့ဆက်ဆွဲပြောဆိုလိုက်ပြီး NGO ဝန်ထမ်းတွေကိုသူ့ကိုတခုရောင်းပါလို့ပြောပြီးတော့ဒူကာရန်ရဲ့မွေးနေ့မှာမွေးနေ့ပွဲကျင်းပပေးဝင်းနဲ့လူမဲ့အလူငွေပမာဏကိုလည်းရေးပေးကဝယ်ယူလိုက်ပါရီမွေးနေ့ပွဲမှာတော့ဒူကာရန်ဟာရောက်ရှိလာတဲ့ပြည်သူလူထုနဲ့အဒူပိုင်တို့အားလုံးကိုကျေးဇူးတင်ကြောင်းနဲ့ ဒီလူလူလူဒုက္ခရောက်နေချိန်မှာဆိုင်ဆိုင်မဆိုင်ဆိုင်ကိတ်မခွဲခြင်းကြောင့်ဖြစ်နိုင်ရင်ထမင်းတော်မှမစားခြင်းကြောင့်ပြောပါရီအဲ့ဒီစကားအတွက်ပြည်သူလူလူကလည်းအလုံးပဲဝမ်းမြောက်ဝမ်းသာဖြစ်ရပါရီကိုစလေဒူကာရန်ရဲ့အပြန်ခီးမှာတော့အတူပိုင်းကဒူကာရန်ရဲ့ကားတွေကိုဝင်လိုက်ပါရီဒူကာရန်ကဘာဖြစ်ချင်တာလဲလို့ပြီးတော့အတူပိုင်းကစာချုပ်ရောင်းချခွင့်လိုင်စင်လေးလိုချင်တာဖြစ်ကြောင်းအပူကပ်ပါရီဒူကာရန်ကလည်းလိုင်စင်ရအောင်အကူအညီပေးရင်သူ့တက်ကဘာလဲဆိုတော့အတူပိုင်းကဇစ်ကိုဖွင့်ကဒဇုံတစ်ခုကိုထုတ်ပေးလိုက်ပါရီဒီလိုအကျိုးတူပူပေါင်းဆောင်ရွက်မှုဟာအောင်မြင်ခဲ့မယ်ဆိုရင် ဒူကာရန်ကအခြေခံအုံမြစ်ဖြစ်လာနိုင်တယ်လို့အဒူပိုင်းကပြောပါရီလော်ဒော်မတ်ဒူကာရန်ရဲ့ကားပေါ်ပါသွားတဲ့အဒူပိုင်းကိုကြည့်ကကောင်ရှေတယောက်တော်တော်တင်းနေပါရီ1994ခုနှစ်ဖေဖော်ဝါရီလတရက်မှာတော့ဒူကာရန်နဲ့အဒူပိုင်းတို့ဟာအကောက်ခွန်ရုံးအဟောင်းစီကိုရောက်လာကြပါရီသူတို့ယောက်ဟာရှောက်လွာတင်ထားတဲ့နေရာကိုသွားပြီးတော့လွတ်တော်အမတ်ဒူကာရန်ရဲ့ဝိတ်နဲ့ဖိပါရီဈေးငယ်ကလည်းဖောင်တင်ထားတဲ့1500မှာဖောင်ရှိရလောက်ကဒီလိုပဲဝိတ်တုံးနဲ့ဖိထားတာဖြစ်ကြောင်ပြန်ပြောပါရီ လိုင်စင်မရခဲ့တာကြောင့်မလို့စိတ်ရှုပ်ပြီးတော့ပြန်လာတဲ့အတူပိုင်ကိုကာအိုရှေကစီးကြိုပြီးတော့ကောပါရီအခုလိုမျိုးဟိုဘေးဒီကန်လုံနေတဲ့ပတ်စံတွေကတူးတဲ့ပိုင်မဟုတ်ကြောင်းကာအိုရှေကသတိပေးပါရီကာအိုရှေကဒီစီးပွားရေးကသူ့ရဲ့စီးပွားရေးနော်လို့ပြောတော့အတူပိုင်ကလည်းအကြံပေးတာကသူပဲဆိုပြီးတော့အငင်းပွားကြရင်းနဲ့ကတော့ကစားအပူထုံးတွေဖြစ်လာကြပါပြီကာအိုရှေကလည်းအခုတော့ပုံစံအမှန်တွေထုတ်ပြလာတာပဲလို့အတူပိုင်ကဆွဆွဲပါရီအတူပိုင်ကစိတ်လျှော့ပြီးတော့လိုင်စင်သာရသွားပါကသူတို့ဘောဟာပြောင်းပြန်လှမ်းလိုက်သလိုပြောင်းလဲသွားမယ်လို့ကာအိုရှေကပြောပါရီ ကောင်ရှေကလည်းအဒူပိုင်ရဲ့တကူလုံးကိုလိုက်ဆန်းလိုက်ပြီးတော့ဘယ်မှာလဲလိုင်စင်ဆာရွက်ဆိုပြီးတော့မေးပါရီရဲရီနဲ့တူကာရန်ဂမ်မေတို့အားလုံးကအဒူပိုင်ကိုအယူလုတ်သွားကြတာဖြစ်ကြောင်းကောင်ရှေကဆွဆွဲပြောဆိုပါရီအဒူပိုင်ကသူကအယူမဟုတ်ကြောင်းနဲ့ကောင်ရှေကသာခိုးဖို့နှိုက်ဖို့လောက်ပဲစဉ်းစားနေတဲ့အယူလိုပြန်ဟောပါရီကောင်ရှေကဒေါသထွက်ပြီးတော့အဒူပိုင်ကိုမေးရဘူးသူလဲလို့မေးကပါရိတ်ပါရီကောင်ရှေကပဲဆက်ပြီးတော့အဒူပိုင်ကိုဘာမှမဟုတ်တဲ့စောက်ယူအေးမပါတဲ့ငဘောဆိုပြီးတော့ပြန်ဟောလာပါရီလက်ထိုးရိုင်းသုံးမှုရင်ကြောင်းအရာရာကိုပတ်စံပေးလိုက်ရင်ပြီးသွားမယ်လို့ထင်နေတာဟာမောင်ရွှေမှုဖြစ်ကြောင်းပြောပါရီ ကောင်းရှေကအဒူပိုင်ရဲ့နေရအစစ်မှန်ရှာကာပိုင်ရဲ့အဲဂျိုတာဖြစ်တယ်လို့နှိမ့်ချပြောဆိုပါရီသူကဒီလုပ်ငန်းကွင်ထဲကိုဆွဲသွင်းလိုက်တာကြောင့်သာဒီလိုနေရာမှာဒီလိုဖြစ်နေရလို့လည်းပြောပါရီအဒူပိုင်ကိုလည်းတဖုံးစားတတပဲလို့ကောင်းရှေကပြောတော့အဒူပိုင်ကအလွန်ဒေါသထွက်ပြီးတော့ကောင်းရှေရဲ့လေဘေးကိုမှညှက်လိုက်ပါရီမြောက်သားကထိုးချိတ်တွန်းတိုက်ကြရင်ကောင်းရှေကအဒူပိုင်ကိုထိုးနဲ့ကန်ကြောက်တွန်းထုတ်ပါရီကောင်းရှေကသူနဲ့တွဲပြီးမှဒီလိုတွေပြောင်းလဲသွားတယ်လို့လည်းအဒူပိုင်ကပြောပါရီအခုဒီနေရာမှာပဲဆက်ဆံရေးကပြတ်ပြီးလို့ပြောပါရီအစိမ်းန်းနေဂုံလီရှောက်ပြောနေတဲ့ကောင်းရှေကို ဲ့ဒီဟာရင်နဲ့ပဲနေခဲ့တော့လို့ပြောပါတယ်ဒါပေမဲ့သူ့ရဲ့ညာရင်ကိုတော့ဒီဂုံပုတ်အစင်တန်းနေနဲ့ဝယ်ယူလို့မရကြအောင်အတူပိုင်းကပြောပါတယ်သူကသူ့ရဲ့နေရာသူ့ရဲ့အစင်တန်းကိုသူ့ရဲ့ညာရင်နဲ့တိဆောက်ထားတာဖြစ်တယ်လို့လည်းအတူပိုင်းကပြောပါတယ်ကောင်းရှိကလေလဲပြီးတော့တေးလိုက်လို့အတူပိုင်းကိုလက်ညှိုးကောင်းကောင်းထိုးပြီးတော့ပြောလိုက်ပြီးအဲ့ဒီညာရင်အစွမ်းအနေနဲ့ပဲတေးလိုက်တော့လို့ဆက်ပြောပါတယ်အလူပိုင်ကသူကလေသူ့ရဲ့ညာရင်နဲ့သူ့ရဲ့ဘဝကိုဒီထက်မြင့်အောင်မြင့်တင်နေရလို့ပြန်ဟောပါရီဆက်ပြီးတော့သူဟာတယောက်တည်းဆက်လုပ်တော့မယ်လို့ကာအိုရှေကိုပြောပါရီ အရူပိုင်ကလေနေရာကကုန်းထရင်ပြန်လဲကြသွားတဲ့အချိန်မှာအုံလေးဆက်ပေါ်ကစာချုပ်တွေကအရူပိုင်ရဲ့ပေါ်ပြုတ်ကျလာရင်ဒီပိုင်းလေးကလည်းပြီးဆုံးလို့သွားခဲ့ပါတယ်။ဟုတ်ကဲ့ပါအဲကျွန်တော်ဒီနေ့အတွက်တင်ဆက်မှုကဒီမှာဒီမှာပြီးဆုံးသွားပါတယ်ခင်ဗျာ။ဒီလိုမျိုးအပိုင်းအပိုင်းလေးတွေကိုကျွန်တော်တရချားတစ်ခါတင်ပြီးသွားမှာဖြစ်လို့အဒီနေ့တင်ထားတာကိုကြည့်ပြီးသွားပြီးနောက်ထပ်အဆက်ကိုကြည့်ကြည့်နေဆိုလို့ရှိရင်တော့မနဲ့ပြန်မနဲ့ဒီလိုအခြေမျိုးမှာပြန်ပြီးတော့ကြည့်လို့ရပါတယ်ခင်ဗျာ။ဆိုတော့အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်။ယေရှုဘုရဲ့သူအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။